အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမေရိကန်ဒေါ်လာ8.5ဘီလီယံတန်ဖိုးရှိတဲ့မေရှားသတ္ထုတွေဝယ်ဖို့အတွက်ဩစတြေးလျဝန်ကြီးချုပ်အန်ထိုနီအယ်ဘနီစ်နဲ့ဒီစာချုပ်ချုပ်ဆိုလိုက်ပါတယ်။သမ္မတထရမ့်ကဩစတြေးလျဝန်ကြီးချုပ်အန်ထိုနီကို အော်တိုဘာလ20ရက်နေ့တနင်္လာနေ့ကအိမ်ဖြူတော်မှာလက်ခံတွေ့ဆုံပြီးတော့သတင်းမီဒီယာတွေရှေ့မှာပဲလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။သဘောတူညီချက်အရတော့အမေရိကန်နဲ့ဩစတြေးလျနှစ်နိုင်ငံလုံးဟာလာမယ့်6လအတွင်းမှာမေရှားသတ္ တ္ထုဒုဖို့ရေးနဲ့တန့်စင်ရေးလုပ်ငန်းတွေမှာဒေါ်လာဒီ1ဘီလီယံပေါ့လေ1ဘီလီယံစီထည့်ဝင်သွားကြမှာဖြစ်ပါတယ်ဒီစီမံကိန်းကိုဩစတြေးလျနိုင်ငံမှာအကောင့်ထည့်ဖို့မှာဖြစ်ပါတယ်အာစီမံကိန်းမှာတော့အုပ်စု3ခုပါဝင်မှာ ဖြစ်ပြီးတော့ American Australia ဖက်ဆက်စီမံကိန်းကတစ်ခု Australia တည်တပ်စီမံကိန်းကတစ်ခုနောက်ပြီးတော့ American Australia Japan ဖက်ဆက်စီမံကိန်းကတစ်ခုပါဝင်တာဖြစ်ပါတယ်ဩစတြေးလျနိုင်ငံမှာရှိတဲ့8.5ဘီလီယံတန်ဖိုး ရှိတဲ့မြေရှားတက်ထုတွေကို2%တန်းစင်ကြမှာဖြစ်ပါတယ်။အမေရိကန်ဟာဒီလျှက်စစ်ကနောက်ပြီးတော့ဖုန်းပေါ့လေဖုန်းတွေကွန်ပျူတာတွေစတဲ့ electronic ပစ္စည်းတွေနဲ့ဒီလေအားအတာပိုင်တွေနောက်ပြီးတော့ solar cell အာ lithium battery တွေနောက်ပြီးတော့ LCD monitor တွေစတဲ့ဒီခေတ်မီနည်းပညာပစ္စည်းတွေကိုထုတ်လို့ရမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတက်ထုကိုတရုတ်အပေါ်မှာမီခိုနေရမှုကိုရှော့ချနိုင်အောင်စူးစမ်းနေတာလည်းဖြစ်ပါတယ် တရုတ်နိုင်ငံကမြေရှားတပ်ထုတင်ပို့တာနဲ့ပတ်သက်ပြီးတော့ကန့်သက်မှုအသစ်တွေကိုထပ်လုပ်ပြီးအဲထပ်လုပ်နေပြီးတော့ဒီအမေရိကန်ကတရုတ်ပို့ကုန်တွေကိုနောက်လာအစပြီးတော့တရားရာဂိုင်တော့အခွန်ကောက်ဖို့လုပ်နေတဲ့အချိန်မှာဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်ကြတာပဲဖြစ်ပါတယ်